မင်္ဂလာပါရှင်ဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မထင်နဲ့မင်္ဂလာပါအမရေအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မှုမရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့က အာပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကိုအမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတစ်ယောက်ရဲ့ ပေါ့နော်လုပ်ငန်းခွင်ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်ရာတက်မပြောတာဘယ်သူကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာနော်အမပထမတစ်ကြိမ်တော့ပထမတစ်ကြိမ်အမအဲကျမကိုအမပြောတာဆို၃ချိန်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့၃ချိန်ရှိအမပြောသွားတာပထမတစ်ကြိမ်တော့ကျမသားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ငါလည်းအမဝင်ပြီးတော့အမပြောဘူးတယ် တတိယတစ်ချိန်မှာလည်းเนาะအမကိုအမကတော့ရက်ွက်ထရေအစ်စ်မဟုတ်ဘူးเนาะအဲကျမတို့လိုရက်ွက်ထရေအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်တင်ပြီးပြောသွားတယ်အအခုတတိယတစ်ချိန်မှာလည်းပေါ့เนาะအတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထည့်တော့မပြောပါဘူး။နင်အမကပြောလိုက်မယ်။နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်။ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမ အမကအဲဘောနော်လူတစ်ဖက်သားဟုံဘောနော် ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းကိုလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့အမလက်လွတ်စပယ်ကြီးမပြောပါနဲ့လက်လွတ်စပယ်ကြီးမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျမနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်ကြီးပြောခြင်းအားဖြင့်အမပါလေးအကျိုးထူးသွားလေနော်အဲ့တော့အမအနေနဲ့ဘောနော် အာနောက်နောင်ဘူးပေါ့နော်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှစကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမဆိုပေါ့နော်အမကျမနာမည်ကျမနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးကြွေးပြတယ်နော်အမ မပညာတက်တယ်မလားအမပညာတက်စေစဉ်းစားနိုင်မှာပါကျွန်မပြောတဲ့စကားကိုစစ်စစ်တင်ပါတယ်အမ